င်မင်္ဂလာပါ။အမင်္ဂလာ Audio Book Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ပရိသတ်တွေအတွက်ဒီနေ့မှာကျမတို့ရဲ့ Channel ကနေတင်ဆက်ပေးသွားမှာကတော့စာရေးသူကံချုံရေးသားထားတဲ့အပြိုရှင်တို့တီးဖို့ယောက်ျားတို့အကြောင်း၃ရက်အပိုင်း၄ကိုတင်ဆက်ပေးသွားမှာဖြစ်ပါရစေ။ပွင့်ပွင့်လင်းလင်းပြောရရင်ဘဲယောက်ျားလေးကနန်းနန်းအနန်းခံရရင်ဖို့မှာပဲရှင်ခုံမြန်မာပဲရှင်ခုံမြန်တိုင်းရှင်ဖို့တိုင်းချစ်လို့ရလို့မထင်လိမ့်နဲ့။လေးလေးတို့စီမှာ ီကန်းပါအတွင်းနေသားကြကြီးပြင်းခဲ့တာဆိုတော့လူမှုဆက်ဆံရေးနယ်ပယ်မှာပါမိန်းကလေးနဲ့ယောက်ျားလေးဟာရော်ရော်ထွေထွေရှိခင်ရမဟုတ်ဘူးဒီတော့ယောက်ျားလေးတရားရောက်နဲ့အနေနီးလိုက်တာနဲ့အဖက်အပွေခံလိုက်ရနဲ့အဲယောက်ျားလေးကိုဆွဲသွားရောမိမိအောင်ဖြစ်နေရောဒီတော့ဘာဖြစ်တယ်လဲဆိုရင်အဲ့ဒီပထမဆုံးတွေ့လိုက်ရတဲ့ယောက်ျားလေးဟာကိုဘွားအတွက်အာကိုရလောက်တဲ့အရေးချင်းမျိုးရှိရဲဆိုရင်တော်သေးရဲ့ပေါက်တက်ကရဘာအရေးချင်းမှမရှိရဲ့ယူးကြောင်ကြောင်လူမျိုးသွားဆွဲမိရင် ကိုကျိုးနဲ့ရောမဖြစ်တင်တာရဖြစ်ကုန်ရောယောက်ျားလေးတယောက်နဲ့ကြုံရဆုံရလို့ရင်ဖို့ရတာตาရမှုရတာဟာကိုချစ်သူမှမဟုတ်ပါဘူးဘယ်ယောက်ျားလေးနဲ့ပဲကြုံကြုံဒီလိုပဲရှင်းခုံတာပါပဲအထီအထွေးဆိုတာချစ်ချင်းမြတ်တာနဲ့မဆိုင်ဘူးသွေးသားဆန္ဒနဲ့ပဲဆိုင်နေအဲ့ဒါလို့တည်ထားရင်အကြောင်းကြောင့်မမျော်လင့်မယ်ယောက်ျားလေးတယောက်နဲ့စုံလိုက်ရပြီမိတ်အတိတရားကင်းလို့လောက်အောင်ဆွဲလန်းတာမျိုးတော့မဖြစ်တော့ဘူးပေါ့ကိုနဲ့စုံမိရဲ့သူဟာအားကိုထိုက်သူဟုတ်ရဲ့လား မဟုတ်ရင်အနေနီးလို့မတော်တဆကြုံဆောင်ရတာကိုဆွဲလက်နေပုံမလိုတော့ဘူးအဲ့တော့အာယုံမျိုးဟာဘဝတစ်ခုလုံးပုံပေးရတော့တဲ့အထိဆွဲလက်စရာမဟုတ်ဘူးဆိုတာသိထားရင်နောက်ဆုံးသိရင်အချိန်မီနောက်ဆုံးလို့ရမယ်ပေါ့နောက်ပြီးတော့လီလီတို့မြန်မာလူမှုရေးအစင်လာအရာမိန်းကလေးတယောက်ကယောက်သားလေးတယောက်နဲ့လပွန်တတိရင်းရင်းနီနီရောရောထွေ့ထွေ့နေဖို့ခွင့်ပြုမထားဘူးလေဒါကြောင့်ဖြစ်နိုင်ရင်တော့အတက်နိုင်ဆုံးစင်စင်ကြင်ကြင်နေ ဘယ်ယောက်ျားလေးကိုမဆိုအပြန်အလှန်လေးစားမှုနဲ့နေအောင်ဆက်ဆံပါအကြောင်းကြောင်းကြောင်းများလေးလေးစီစားရေးလိုက်တဲ့သမီးငယ်လိုကြုံရရင်ဘဝအတွက်အဆုံးဖြတ်တစ်ခုကိုခံစားမှုနဲ့မဆုံးဖြတ်ပါနဲ့အသည့်ဉဏ်နဲ့ဆုံးဖြတ်ပါလို့လေးလေးမှာခြင်းနဲ့အတွေ့မှာဆွဲလန်းသွားလို့မဆုံးဖြတ်တဲ့နာဆုံးဖြတ်မိပြီးဘဝတသက်လုံးဒုက္ခရောက်သားရသူတွေအများကြီးပဲဒါကြောင့်လေးလေးအလေးအနက်သတိပေးခြင်းနဲ့စစ်သူနဲ့တွေ့မှရှင်ပေါ်တာမဟုတ်ပါဘူးရှင်ပုံမိတိုင်းလက်ထပ်ပုံမဆုံးဖြတ်ပါနဲ့ မမျော်လင့်မဲတွေးလိုက်ရသူဟာအာကိုထိုက်သူဟောမဟုတ်ကိုကုံတိတ်ခါမိဘရဲ့အခြေအနေနဲ့အံဝင်မဝင်အတိညာနဲ့စဉ်းစားပါခံစားမှုမှာမตายရပါနဲ့ตายရမှုဆိုတာဘယ်ယောက်ကြားလိစီကဖြစ်ဖြစ်ရပါရင်ကိုပေါ်ကအတွက်အာကိုစရာတော့ယောက်ျားလိစီမှာမရှိပါဘူးအိမ်နာဘက်ကိုအတိညာနဲ့ရွေးချယ်ပါငါတူမမြအောင်လီလီသတိပေးခြင်းတည်းရယ်ပါလဲဆိုတော့ပြက်အစဉ်ပြင်ခနာဆိုတဲ့စကားဟောပဲအိမ်နာကြီးနဲ့ပတ်သက်လိုက်ဘယ်တော့မှ မထူးတော့ဘူးဖြစ်ပြီးမှတော့မျက်နာမများကျင်ဘူးဆိုပြီးမကောင်းမှန်းတိလျက်နဲ့ခြေတိုးကြတာတွေရှိရဲ့မကောင်းမှန်းတိလျက်နဲ့ခြေတိုးကြတာတွေရှိရဲ့ကိုကြီးစားအရက်တောက်လာတာဖဲဝိုက်မှာတွေးခဲ့ရပျော့ပျော့စီတမဆူဆူအရက်ဖို့စီးဖို့ပေးပြီးချစ်နေရမိန်းကလေးတွေတွေ့ဘူးတယ်သူတို့ကိုတတိပေးလိုက်ရင်ဘေးစကားကိုကြားလီတွေးရပဲသူတို့ချစ်ချင်းခွဲတာပဲဆိုပြီးတတ်မှတ်တာဦးနဲ့ရတော့ပြင်လိုက်ရင်ဖြစ်ပါတယ်ဆိုပြီးမျောလင့်ကြတာ ။တနည်းအားဖြင့်တော့လင်ကုံရှုံးရင်တက်တက်လောင်မှောက်တယ်ဆိုတဲ့စကားမိနေကြ။ဒါကြောင့်မသိညော်တဲ့လူအများရှိစားထားမိဘယ်တော့မှမထူးတော့ဆိုပြီးရှေ့မတိုးလင်းနဲ့မိဘဆွေမျိုးတွေကတားလာပြီးဆိုရင် အပေါင်းအသီးတငယ်ချင်းတွေကသတိပေးလာပြီးဆိုရင်လေးလေးနက်နက်စဉ်းစားပါ။ချစ်စိတ်မွန်နာအခြားသောအစိတ်တွေထပ်ပြင်းနေကြွယ်မိန်းကလေးတယောက်အတွက်အမဲတံမိုးထားထိမ့်သိမ့်ရမယ်အရှက်နဲ့အကြောက်ကိုယ်တော်အစိတ်စိတ်အမှားမှာပြုတ်ကွဲစေတော့အဲ့ဒီအစိတ်ပဲ။ ဒါကြောင့်ယောက်ျားရင်းနဲ့ပတ်သက်လိုက်ကိုစိတ်ကိုနိုင်အောင်ထိန်းနိုင်ဖို့ပါလီလီယာသတိပေးခြင်းနဲ့မားနေပြီဆိုတာသိရနဲ့ရက်တန်းရက်ပါမတူးပါဘူးဆိုပြီးရှေ့မတူးပါနဲ့တူးပါတယ်အပြိုစင်တို့တည်တင်သမျှအခန်းမှာတော့တည်တင်သမျှအောင်လီလီတွေးရသမျှရေးပြထားပါတယ်ပထမစာအောင်နဲ့ဒုတိယစာအောင်မှာမပြောရသေးရတွေပါတည်တင်သမျှအောင်ရေးပြပါလျက်နဲ့မတိမှဆိုလို့လက်မခံနိုင်မှဆိုလို့ဘာကြောင့်ရေးရလဲပြောရတယ်ဆိုတာလီလီရဲ့ကိုတွေ့ဖြစ်ရတွေနဲ့အတူ ရှင်းပြရေးသားထားပါတယ်။ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်လူငယ်ဆိုတာလက်ခံနိုင် လောက်တဲ့အကြောင်းပြချက်မပါတဲ့စကားဆိုရင်ဘလောက်ပဲမှန်နေနေကောင်းနေနေနှစ်နှစ်ကကယုံကြည်လက်ခံဖို့ဝင်လေတယ်။နှစ်နှစ်ကကယုံကြည်လက်ခံဖို့ဆိုတာอืมခမပြောတာကောင်းပါတယ်ဆိုတဲ့လက်ခံနည်းမျိုးမဟုတ်ပဲကျွန်တော်အဲ့ဒီအတိုင်းဖြန်စူးစမ်းမယ်လုပ်မယ်ဆိုတဲ့လက်ခံနည်းမျိုးပါကိုယုံကြည်လက်ခံလိုက်ပြီဆိုတာနဲ့လိုက်နာဖို့တောင်းရင်ရှိသွားပြီ ကောင်းသောစကားကောင်းသောအမှုချင်းဆိုတာသိယုံနေဘဝအတွက်တိုးတက်မှုမဖြစ်နိုင်ပါဘူးသိရရင်လိုက်နာကျင့်သုံးမှဘဝအတွက်တိုးတက်ရာတိုးတက်ကြောင်းတွေဖြစ်တာပါဒါကြောင့်တည်တင်းသမျှအောင်ရှိရဲ့စီမှာဘာကြောင့်တည်တင်းနေဆိုတဲ့အချက်ကိုပွန်လျောင်လီလီရဲ့အထွေကြောင့်တွေပါဖော်ပြပြီးထားပါလီလီထားတဲ့စေတနာအတွက် တူသောအကျိုးပေးလိုက်မယ်လို့ယုံကြည်ပါတယ်မတူမများလီလီကြောင်းနေတော့အခြေအနေကိုပြောပြခြင်းနေ ။လီလီနေရတဲ့စာသင်ကမ်းမှာလူတော်ရီကြီးများစုနေသလားလို့တောင်ထင်ရတယ်ကွ။လီလီရဲ့နောက်လှည့်ကြည့်လိုက်ရင်တစ်ခါတလေမှတယောက်စာနှစ်ယောက်စာတွေ့ရတယ်။တစ်ခါတလေလူပြောင်းနေရင်အကောင်လုံးကလီလီရှိရကြည့်ပဲ။နောက်ဆုံးကစာရေးတွက်မယ်ဆိုရင်တော့လီလီရဲ့အခြေအနေကလစဉ်တစ်နှစ်သုံးအတွင်းမှာရှိနေရဆိုရမှာပေါ့။ဒီတော့စဉ်းစားရင်အဲ့ဒီတော့ကသူတို့တော်လို့လား။တတိချာချာစဉ်းစားလိုက်တော့သူတို့တော်တာမဟုတ်ဘူးကွလီလီညံ့နေရအဲ လီလီယာညံထိုင်းသလားဆိုတော့မထိုင်။ဘာလို့အဲ့လိုပြောနိုင်သလဲဆိုရင်ကျောင်းစာနဲ့မပတ်သက်တာတွေဆိုအကုံတော်နေရာကိုဝရိယာလည်းရှိသလားမမေ့နဲ့။စာချက်ဖို့အတွင် ကျန်တာအကုံကျူးစာအဲ့ဒီတော့ကဝမ်းနေဝမ်းသာရုပ်ရှင်ကောင်တကားလို့အလွတ်ရအောင်ကြည့်ဘူးတယ်။တင်းတည်းရဲ့စာသားတလုံးမမရတာ။ဆရာစာမီရောမင်းသားကြီးဦးမြက်လေးလိုမျက်ခုံးတစ်ဖက်ပင့်ဖြီလိုအရိုက်ခံရဘူးပါရဲ့။သိဝင်စားတဲ့အရာတွေကအတိတ်ပဲမရှိရရင်မို့သား ရိယာရှိပုံကတော့ကန်းကုံရောမမရရလောက်ရတခုပြောပြရအောင်မေလီလီဆယ်တန်းနှစ်မှာပေါ့ရုပ်ရှင်မင်းသားကြီးကနှစ်ယောက်ထဲနေခြင်းတဲ့စကားနဲ့တချိန်တုံးအောင်မြင်လာတဲ့အချိန်လီလီတို့အတန်တရာမင်းကလေးတွေကဝင်းဦးတပ်ပုံရရင်ဘလောက်ပီးရပီးရခွင့်မဲပေါ့ဒီတော့လီလီရဲ့လီလီရဲ့တငယ်ချင်းကိုခင်မောင်တင့်ရဲ့မင်းသားကြီးဦးဝင်းဦးရဲ့တပ်ပုံရဖို့အကြံဖန်လောက်ကြိုင်လီလီတို့ဟာစပင်ရော အလဲမကြတကြခွဲပြီးအိုးမဲနဲ့နှက်ခမ်းမွေဆွဲပြီးတော့တပ်ပုံရိုက် အဲ့ဒီဓပုံကိုဥဝင်ဥစီပို့ဓပုံချင်းလဲပါပေါ့ကျွန်တော်တို့ဟာမင်းသားကြီးရဲ့ပြိသက်တွေပါပေါ့မရပါဘူးဟိုဟာသူ့ပြောင်းနေထိမုံရပါရဲ့လီလီနဲ့အတူ ရှုပ်ခဲ့ ကိုခင်မောင်တင်းဆိုတာခုတော့ရှူတင်မန်နေဂျာဖြစ်နေရဲ့တကြံမိုးတို့တန်နာရီတို့သွေးအထွက်သွေးတို့မှာရှူတင်မန်နေဂျာဖြစ် တာဝန်ယူခဲ့ရတဲ့သူပေါ့အဲ့ဒီတုန်းကလီလီရဲ့ဘာကြီးကျောက်ကလီလီတို့ရဲ့လောက်ရက်တွေကိုကြည့်ပြီးငါမကြီးလို့တည်းများကြည်နေရငါကုန်းဝနေရတယ်လို့ပါပဲကွာ အရေးမရအဖက်မရတွေကြီးပဲလို့မှတ်ချက်ချဖို့တယ်လီလီတို့နှစ်ယောက်ကိုကြောင်းဆရာကြီးကတော့အကုတ်ပိုင်းဆရာကတော့ဘွဲကိုစီကောင်လှုပ်တက်လို့တဲ့ဆရာကတော့ဘွဲဆိုတာနဲ့တီးတယုတ်ဖော်ရီကြာပန်းစကားပြောပွဲတွေစကယ်လူပွဲတွေနဲ့လုံးလည်လိုက်နေတော့တာပဲကြောင်းမန်နဲ့ရဲဆိုလို့လေတစ်နှစ်လုံးမှာအဲ့ဒလိုရက်တွေပဲရှိတယ်မမိသေးရဲ့အဲ့တုန်းကဆရာကတော့ဘွဲမှာထွေးညိုပြဆက်ကတာဇက်ထုပ်ကိုနောက်ကဖွင့်ပေးပြီးရှေ့ရတယုတ်ဆောင်တာပါ ။လက်သိမ်းမှာလေကြီးမိုးကြီးကြပြီးညောင်ကိုင်းကြီးပြတ်ကြဖို့အတွက်လီလီယာတာဝန်ယူရတယ်။ဖြားလိုက်ကိုစက်ကူဘက်တစ်ကိုင်းနဲ့တူအောင်စီးချေညောင်ရွက်နဲ့ညောင်ကိုင်းတစ်သိမ်းလေးတွေဖြားလိုက်မှထိုးပြီးနှစ်ဖူးကြီးအကွယ်ရနေတက်ကင်ထားတာ။ထွေးညိုကညောင်ပင်အောက်ပြေးဝင်ဗာကြီးမောင်ကထွေးညိုညောင်ပင်အောက်ကိုမသွားနဲ့ထွေးညိုညောင်ပင်အောက်ကိုမသွားနဲ့ဆိုပြီးနောက်ကနေအော်လိုက်လာတာတစ်ကိုင်းကကြိုးကြထွေးညိုပေါ်ပြီးထွေးညိုဆုံးတော့မှကိုတစ်စာပြန်ရောက်လာတဲ့အချိန် ဘာကြီးမောင်ကမောင်တစ္ဆာမင်းအလားကောင်းပြီမဲအခါနောင်းပြီခွဲဆိုပြီးတုံတုံရီရီနဲ့ပြောဇလန့်အဲ့တလို့ကိုလီလီတို့ကပြကြတော့အဲ့ဒီအချိန်မှာလီလီကဖြားလေးလွတ်ချလိုက်တာလီယာဝှေ့လိုက်တော့ညောင်ကိုင်းကဖြားလေးထွေးညို့ပေါ်မကြဘဲဘာကြီးမောင်ပေါ်သွားကြရောပရိသတ်ကလည်းဝေါ်ကနေရင်မင်းသမီးကလည်းပိုင်းနေရင်ဘာကြီးမောင်ကလည်းရှောင်ရမ်းပြီးအားစုအလုံးလှဲအိတ်လိုက်နောက်ကကိုတစ္ဆာရှီကဖြစ်နေရတယ်ဘာမှမသိဘူး ညောင်ကိုင်းကျူရာသဘောကျလို့ရဲကြတာမှတ်မိနေရတဲ့။အန်နဲ့ပန်နဲ့ထွက်လာတာပေါ့။အဲ့ဒီတည်းမင်းသမီးကကိုတစ္ဆာကိုတစ္ဆာအလာကောင်းပြီမဲ့အခါနှောင်းသွားပြီ။ဘာကြီးမုံတယောက်တော့ညောင်ကိုင်းပြီလို့တေချာပြီလို့ပြောပြီးကလကချပြစ်ရတာပေါ့။ကိုတစ္ဆာကတော့ပါဇက်ဟောင်းကြီးနဲ့မင်းသမီးကရဲ့ပရိသတ်ကရဲ့တတော်နဲ့ကိုရှဲလို့မပြီးတော့။လီလီတို့လုံလိုက်မှဖြစ်အဲ့ဒလိုကြီးပဲ။ဒီလိုနဲ့စာမေးပွဲကြီးဖြစ်ရရောဘာပြောကောင်းမတော့။ လက်တွဲညီညီနဲ့ကြလိုက်တာဘုံကနေအုံကနေပဲအဲ့ဒါလို၁၀တန်းမှာ၄နှစ်လေးမို့ပညာသင်လိုက်တော့လီလီရဲ့မိဘများဟာလီလီရဲ့အရေးသွေးအမှန်တိုင်းမြင်သွားတယ်။ဒီတော့လီလီရဲ့အဖေကမင်းဘာဖြစ်ချင်တာလဲ။ကျွန်တော်အောင်မြင်ကြကြရည်လူလူတိုင်းရဲ့ဂယူဆိုင်ရည်လူဖြစ်တော်မှာပဲ။ဟုတ်ကဲ့။ဘာဟုတ်ကဲ့လဲ။ဖြစ်တော်မှာဆိုလို့မဖြစ်နိုင်လို့ပြောတာကွ။စာမေးပွဲတဘုံမုံကြနေရက။ဟာဗျာ။အဲ့ဒါကျွန်တော်စိတ်ဝင်စားလို့ပေါ့။ ိတ်ဝင်စားတာဆိုရင်ပြောစမ်းမအောင်မင်းကဘာများစိတ်ဝင်စားလို့လဲကျွန်တော်အမှုပညာမကြည့်စရာလီလီယာအဲ့ဒါလို့လဲပြောရောလီလီရဲ့အဖေဟာတိုနီရဲ့စိတ်ဆက်ထွက်သွားပြီးဟီကနေရေတော့တာလီလီရဲ့ပကြီးဝါသနာကြောင့်ထွင်းညိုစတင်လုပ်တဲ့ညောင်ကိုင်းတရင်ကိုတိထားတာကိုကောင်းပြီမင်းဝါသနာပါမင်းလို့ကျွန်တော်ပပမဖြစ်လို့တော့အသက်ပဲဒီလိုနဲ့ကျောင်းစာသင်ကန်းတွေကထွက်ခဲ့ရပြီးအမှုပညာကျောင်းကပကြီးတင်တန်းတွေရောက်ခဲ့ရတာပါပဲ။ လီလီဒါရီကိုပြန်ရေးပြနေရကလူးဆိုတာဘလို့ပင်ကိုစွမ်းရည်တွေပဲရှိနေနေကိုလုံးနေရဲ့အလောက်ပေါ်မှာစိတ်ဝင်စားမှမရှိရင်မကြိုးစားရင်အချိန်ဖြုံးရရောက်တယ်ဆိုတာပြောချင်လို့ပဲလူတိုင်းမှာပင်ကိုအရေးအသွေးကတော့ရှိပါရဲ့ငါတူမများမှလည်းရှိရပဲအဲ့ဒီအရေးအသွေးကိုစနစ်တကျပြုစုပြောထောင်ရင်လူတော်လူကျော်ဖြစ်မှာပဲကျောင်းနေတော့ဆိုရင်ကျောင်းစာကိုစိတ်ပါလက်ပါကြိုးစားပါတကယ်ကြိုးစားရင်မညံ့ပါဘူးမကြိုးစားချင်မှုဆိုရင်ကျောင်းကသာထွက်လိုက် မိဘပစံဖြုံးမနေပါနဲ့ကို့အချင်းတွေလည်းမဖြုံးပါနဲ့ယောက်ျားလေးဆိုရင် အချင်းတွေဖြုံးနေရတဲ့အတွက်ပညာရှာရမယ့်အရွယ်မှာအချောင်စားနေလို့စီးပွားရှာရမယ့်အရွယ်မှာထိုင်နေနေရလိမ့်မယ်မိန်းကလေးဆိုလည်းပညာရှာရမယ့်အရွယ်မှာပညာရေးထွကြွာမလုပ်ရင်စီးပွားရှာရမယ့်အရွယ်မှာတွေ့ရယောက်ျားအမြန်ယူပြီးအားကိုးရှာရလိမ့်မယ်ငါတူမများစဉ်းစားကြံမင်းတို့ကြောင်းနေတုံးဆိုရင်မင်းတို့အတန်တရာတော်ပါတယ်ဆိုတဲ့ကြောင်းသားကြောင်းသူဟာဆရာတင်မီးရထက်များပိုတက်နေသလား စာမေးပွဲမှာအမှတ်တရပုံမေးတာကို120ရအောင်များဖြည့်တတ်သလားတင်ထားတာအောင်မေးတယ်တင်ထားတာအောင်မေးရယ်တည်ထားတာအောင်ဖြည့်နိုင်တယ်ဒါတော့တာမဟုတ်ဘူးပုံမှန်ကွက်စဉ်းစားချက်မှာတည်တည်ချာချာစဉ်းစားချက်မှာမင်းတို့ကတင်ပြီးထားတာမရလို့မဖြည့်နိုင်လို့ညံ့လို့တင်ပြီးထားတာဖြည့်နိုင်တဲ့ပုံမှန်တမတော်တလို့ဖြစ်နေရတနေ့တန်းအောင်လားလူတော်မဟုတ်ပါဘူးတနေ့၃နှစ်လောက်အောင်မှတော်တာလီလီတို့ခုနှစ်တန်းနှစ်မှာကြုံဘူးတယ် အဲ့ဒီတော့ခုနှစ်တန်းအစိုးရစစ်ဘုတ်စစ်ပေါ့လေလီလီတို့နေရဲ့အကြောင်းကိုမင်းကလေးညောင်ရောက်လာသူတို့က၄တန်းအောင်ပြီး၅တန်းရောက်လာပထမအစမ်းစာမေးပွဲလဲဖြစ်ရောတော်လုံးလို့ဆို၆တန်းတင်ပေးလိုက်တယ်၆တန်းမှာနှစ်လလောက်တော့မနေလိုက်ရပါဘူးတော်လို့ဆိုပြီးခုနှစ်တန်းပို့လိုက်တယ်ခုနှစ်တန်းမှာအတူတင်ရကလေးကတိလိုက်တယ်ဒီကောင်မလေးတိချပါအောင်ပါပဲဆိုတာအဲ့ဒီကလီလီသာလိမ့်ဖဲလိမ့်ဖဲနဲ့အောင်တာသူတို့ကတကယ့်ကိုလွတ်လွတ်ကျွတ်ကျွတ်ဂုံတူသုံးပါသားလောက်စီနဲ့အောင်သွားတာ မန္တလေးမြို့အမှတ်3အထက်တန်းကျောင်းကျောင်းဆရာကြီးဥပတော်လက်ထက်ပေါ့အဲ့ဒါမျိုးကမှတကယ်တော်တာအဲ့ဒါလိုမဟုတ်ပဲအတူတူတင်ပြီးတဲ့စာကိုကမကြိုးစားလို့မရတာနဲ့ညံ့တာနဲ့ပုံမှန်စာမရတဲ့လူကလူတော်ဖြစ်နေရတာဟာအတိတ်ပဲမရှိပါဘူးသူတော်လို့ကိုညံ့တာမဟုတ်ဘူးကိုကညံ့လို့သူတော်နေရတာပြိတ္တများရှင်အပြိုစင်တို့တီးဖို့ယောက်ျားတို့အကြောင်းသုံးရဲ့အပိုင်းနှစ်ကတော့ဒီလောက်ပါပဲရှင် ပြန်ရှိနေသည့်ရဲ့အပိုင်းတွေကိုလည်းကျမတို့ရဲ့ channel ကနေဆက်လက်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel ကို like and subscribe လုပ်ပြီးအသစ်အသစ်တွေတင်နိုင်သိရှိနိုင်အောင်လေဘီနာ notification ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးပါအောင်နော်။နောက်ဆက်ရပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။